ကွေးတိုင်းဟာမြန်မာနိုင်ငံမှာစတုထအကြီးဆုံးဖြစ်ပါတယ်2014တကောင်စင်းအရဆိုရင်လူဦးရေ၄သန်းနေပါရှိပြီး85ရာခိုင်နှုန်းကကျေးလက်မှာနေထိုင်ကြပါတယ်မူလက ခရိုင်၅ခုရှိပြီးစစ်ကောင်စီလက်ထက်ရောက်မှ မကွေးကနေ6ခရိုင်တရက်ကနေအောင်လံခရိုင်ဆိုပြီးခွဲထုတ်လိုက်လို့ခရိုင်9ခုဖြစ်သွားပါတယ်ခရိုင်တွေဟာအေယာဝရီမြစ်ရှိဘက်မှာမကွေး6အောင်လံရှိပြီးအနောက်ဘက်မှာတရက်မင်းဘူးပခုတ်ခု ကံကောဆိုပြီးတည်ရှိပါတယ်မကွေးတိုင်းထဲမှာဝါစီငွေဆက်ကူဆက်ယုံနဲ့အမှတ်နှစ်ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ15ယုံရှိပြီးအေယာဝရီမြစ်အရှိတ်ဘက်မှာ၄ယုံအနောက်ဘက်မှာ၁၁ယုံတည်ရှိပါတယ်စစ်တပ်ရဲ့စစ်တိုင်းဖွဲ့စည်းပုံအရအနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးတို့လည်းပါဝင်ပါတယ်နမခနေမီကန်ဂေါ်မှာ တိုင်းတက်ခလရ90နဲ့အမြောက်တက်ရင်381တို့အခြေပြုတ်တယ်လို့ကြောက်ထုမှာအမတ368မခော့ကူမှာတတ်မ101တို့အခြေပြုတ်ပါတယ်တတ်မ101ဟာအေယာဝရီမြင့်အနောက်ချမ်းအခြေပြုတ်တဲ့တခုတည်းသောတတ်မဖြစ်ပါတယ်လပခနယ်မြေမှာခလရ44တရက်ခလရ81အောင်လံခလရ88မင်းဘူးတို့အခြေပြုတ်ပြီးပဒန်းမှာအမြောက်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်905နဲ့ သူ့လက်အောက်ခံအမတ385 609တို့အခြေပြုပါတယ်။ဒါအပြင်မကွေးမှာလေတပ်အခြေစိုက်စခန်းဌာနချုပ်တပ်မ88နဲ့အမတ်2020လေးချောင်းရံကာကွယ်ရေးတပ်ရင်းတို့လည်းရှိပါသေးတယ်။တပ်မ101ကရှမ်းမြောင်းနဲ့ရခိုင်စစ်မြေပြင်တွေမှာအထိနာနေပြီးတပ်မ88ကလည်းကချင်မှာစစ်ရှုံးနေလို့လက်ကျန်တပ်တွေလည်းပိတ်မိနေပါတယ်။အန်းကိုစစ်ကူလိုက်တဲ့ဘူဟာကလည်းချိန်မုံခံလိုက်ရတယ်လို့နန်းဆန်မှာ 101တပ်မှုဖမ်းမိဗမော်မှာ88တပ်မှုတည်ဆုံသွားတာကြောင့်လက်ရှိမကွေးတိုင်းတဲကတိုင်ရင်ဌာနချုပ်တွေမှာနောက်ချံအင်အားသာရှိပါတော့တယ်မကွေးတိုင်းအတွင်းကဂံကော ပခုတ်ကူမကွေးမင်းဘူးတရက်စတဲ့ခရိုင်၅ခုမှာ PDF တပ်ရင်းတွေကို2021 23လောက်ကတည်းကဖွဲ့စည်းထားတာတွေ့ရပါတယ် PDF တပ်ရင်းပေါင်း 52ခုရှိပြီးဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ပကဖတွေလည်းရှိပါတယ်။ဒါအပြင် ရောတက်တော်ပြည်သူတော်လှန်ရေးတပ်ပေါင်းစု PRA မကွေးချင်းဒေသကာကွယ်ရေးတပ်မတော် CDF အရှိုးကျောင်းသားလက်ယုံတပ်တော် SAF စတဲ့ຫນွေဦးတော်လှန်ရေးတပ်ဖွဲ့တွေလည်းရှိပါတယ်။ရှမ်းမြောက်မှာလှုပ်ရှားတဲ့ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BPLA ဟာရောဒေသကိုပြောင်းလာပြီးရခိုင်တပ်တော် AA နဲ့ဥပပေါင်းဆစ်စင်ရေးလုံမဲ့ပုံပါပဲ။ ဒီအဖွဲ့တွေရဲ့အင်အားဟာတဖွဲ့ကို900ကနေထောင်ချီရှိတယ်လို့ခန့်မှန်းရပါတယ်။နောက်ထပ်အန်တောင်ကြားလမ်းအတိုင်းထိုးစစ်ဆင်လာနေတဲ့ AA နဲ့အတူပြည်သူ့လွတ်လပ်ရေးအဖွဲ့ပြည်သူ့လွတ်လပ်ရေးတပ်တော် PIO PIA နဲ့မကွေးတိုင်းပကဖအင်အားတွေလည်းရှိပါသေးတယ်။ချင်းတောင်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကလည်းသူတို့သိမ့်ပိုက်နယ်မြေတွေလုံခြုံရေးအတွက် ရောဒေတာကိုပူပေါင်းစစ်ဆင်နိုင်တဲ့အလားအလာရှိနေပါတယ်။ဒါကြောင့် နွေဦးတော်လိုင်းတပ်ဖွဲ့တွေရဲ့အင်အားဟာထောင်ကနန်းရှိတဲ့အင်အားစုကြီးအဖြစ်တွေ့မြင်ရပါမယ်။ဒါပေမဲ့အားနယ်ချက်နှစ်ခုကတစုတစည်းတဲ့ကွက်ကဲမှုနဲ့လက်နက်ခဲယမ်းလိုအပ်မှုပြဿနာတော့ရှိပါတယ်။မကွေးတိုင်းအတွင်းလက်နက်ကင်လှုပ်ရှားမှုတွေကို AR မြင့်အနောက်ဘက်မှာအားကောင်းမောင်းတန်တွေ့ရပြီးအရှိတ်ဘက်မှာတော့အတန်ငယ်အားနေပါတယ်။အေအေနဲ့ပူပေါင်းတပ်တွေကတော့ အမျိုးသိန်းတိုက်ပွဲကစပြီးစစ်ချိန်မြင့်လာပါတယ်။အန်းကနေဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်တွေရဲ့ထောက်ပို့လမ်းကြောင်းတွေကိုကောင်းစွာချိန်မုံနိုင်ခဲ့တာတွေ့ရပါတယ်။မကွေးတိုင်းထဲမှာ CDF အရှိုတပ်ဖွဲ့ဟာနှစ်နှစ်အတွင်းစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲ25ပွဲလောက်ရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်200ဝန်းကျင်တုတ်တင်နိုင်ခဲ့တယ်လို့လက်နက်မျိုးစုံတရာလောက်နဲ့ခဲရအများအပြားကိုရရှိခဲ့ပြီးစစ်ကောင်စီစစ်တုံးပန်း150ဖမ်းမိတယ်လို့ သိရပါတယ်ဒီနေရာမှာသတိထားမိတာက အေးအေးထိုးစစ်အားနဲ့ပူပေါင်းမိတဲ့ပျောက်ကြားတက်ဖွဲ့ငယ်တစ်ခုရဲ့တိုက်ခိုက်အားဟာအများကြီးမြင့်တက်လာတယ်ဆိုတာပါပဲအေးအေးနဲ့ပူပေါင်းတက်တွေအန်းကိုသိမ့်ပြီးတဲ့နောက်ပဒန်းနာကနိုင်ရီကန်အထိ စခန်းတစ်ခုပြီးတစ်ခုသိမ့်လာတယ်လို့တမ69ဗျူဟာတစ်ခုကိုလည်းခြေမုံနိုင်ခဲ့ပါတယ်မင်းမှုနဲ့တရက်ခရိုင်တွင်မှလည်းနေရာအနှံ့တိုက်ပွဲဖြစ်နေပြီးကပ္ပစဆက်ယုံတွေကိုအနိကတ်ချင်းချောက်လာနေပါပြီ။ မကွေးတိုင်းရဲ့ဒုတိယစစ်မျက်နှာဂန်ဂေါနဲ့ပခုတ်ကူမှာဂန်ဂေါခရိုင်အနေနဲ့ကြောချင်းကတ်ရှိနေတဲ့ချင်းတောင်ပိုင်းဟာလုံးဝလွတ်မြောက်သွားပြီဖြစ်လို့နောက်ကျောလုံရဒေတာပါချင်းတောင်ပိုင်းကိုတင်ပိုက်ခဲ့တဲ့ချင်းညောင်တပ်ဖွဲ့တွေဟာအေအေနဲ့မဟာမိတ်တွေဖြစ်ပါတယ်ထို့အတူရောတက်တော်ကလည်းအေအေတက်ချင်းညောင်တက်တွေနဲ့အတူတိုက်ပွဲဝင်နေတာတွေ့ရပါတယ်ဒါကြောင့်ဂန်ဂေါခရိုင်ဟာနိုင်ငံရေးအရာရောစစ်ရေးအရာပါ အခြေအနေကောင်းတစ်ခုပိုင်ဆိုင်ခဲ့ပါပြီ။ဂံကောနဲ့ပခော့ကူဟာနမခစစ်တိုင်းထဲမှာပါပြီးမင်းဘူးနဲ့တရက်ဟာလပခစစ်တိုင်းထဲမှာပါဝင်ပါတယ်။ဂံကောပခော့ကူမင်းဘူးကြားကဆက်ဆက်နေမြေတွေဟာစစ်တိုင်းတစ်ခုရဲ့ကိုကဲမှုဟာကွက်ရှိတဲ့နေရာဖြစ်နေတာကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေအတွက်အခွင့်ကောင်းရယူနိုင်တဲ့ဒေသဖြစ်ပါတယ်။မကွေးတိုင်းစစ်ဒေသဟာမူလကမြို့သားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနစစ်ဒေသတက်မှာပါဝင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကစီရေးကုတ်ကဲမှုယူထားတဲ့ဒေသပါအခုတော့ရခိုင်တပ်တော် AA ကမကွေးတိုင်းစီရေးကုတ်ကဲမှု လွှဲပြောင်းယူမယ်လို့သတင်းကြားရပါတယ်မကွေးတိုင်းစစ်ဒေသမှာလက်နက်ကင်အင်အားအများအပြားရှိနေတာကြောင့်အ धिक ပြဿနာဖြစ်တဲ့တစုတစည်းသောစီရေးကုတ်ကဲမှုတိစောက်ရေးကို ဖြေရှင်းဖို့ကြိုးစားနေတာလဲတွေ့ရပါတယ်ຫນွေဦးတော်လိုင်းစကရေကပျောက်ကြားတိုက်ပွဲတွေဆင်နွှဲလာတဲ့ မကွေးတိုင်းစစ်မြေနာရဲ့စစ်ရေးအပြောင်းအလဲကို2024နှစ်ကုန်နဲ့2025နှစ်စမ်းမှာစတင်တွေ့လာရပါပြီ။နောက်တစ်ခုကမကွေးတိုင်းမှာကပ္ပစဆက်ယုံ15ယုံတီရှိနေလို့စစ်ကောင်စီအရှိတ်ကိုထိုးနိုင်မဲ့အရေးကြီးတဲ့ဒေတာတစ်ခုဖြစ်ပါတယ်။